ီတာမင် D ဆိုတာနှစ်ဆေးတစ်ခွက်လားဒီနည်းဗီဒီယိုလေးထဲမှာပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဗီတာမင် D နဲ့ပတ်သက်ပြီးတော့အကြောင်းစုံပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးဗီတာမင် D ဆိုတာဘာလဲဆိုတာကိုလေ့လာကြည့်ကြရအောင်နော်။ဗီတာမင် D ဆိုတာကအစီမပျော်ဝင်နိုင်တဲ့ဗီတာမင်ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ပေါ့နော် ရေမှပျော်ဝင်နိုင်တဲ့ဗီတာမင်တွေရောရှိလားဆိုပြီးတော့မေးကြရရှိပါတယ်။အဲ့လိုမေးမယ်ဆိုရင်တော့ရှိရလို့ပြောချင်ပါတယ်။နောက်မှပဲအဲ့ဒီဗီတာမင်တွေအကြောင်းပြောပြပေးသွားပါမယ်နော်။ အစီမပြောဝင်နေဆိုတာဘလို့လဲပေါ့နော်ဒီအကြောင်းအရာကိုနားလည်ထားဖို့ကအရေးကြီးပါတယ်ဒီရချက်အားဆိုလို့ရှိရင်အဓိကချက်လို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးနော်အစီမပြောဝင်နေဆိုတာကတော့စားလိုက်ပြီးတော့ခန္ဓာကိုယ်ကနေအာဟာရဖြစ်ဆုပ်ယူတဲ့နေရာမှာဘိုင်းဆော့ဆိုတဲ့ပစ္စည်းတစ်ခုလိုအပ်ပါတယ်ဒီပစ္စည်းကတော့တဲကြီးကနေပြီးတော့ထုတ်ပေးပါတယ်နောက်တစ်ချက်ကတော့အစီမပြောဝင်တဲ့ဗီတာမင်တွေက အသေးကနေပြန်ပြီးတော့ခြေဖြက်ပြရပါတယ် ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ထဲမှာစုပုံများလာမယ်ဆိုရင်တော့ဆိုဂျိုဖြစ်စီလို့ဖြစ်ပါတယ်။ရေမှာပျော်ဝင်တဲ့ဗီတာမင်ဆိုတာကတော့ဥရီကနေခန္ဓာကိုယ်အတွက်အာဟာရဖြည့်ဆုပ်ယူပြီးတော့ကြောက်ကက်ကနေပြီးတော့ဆွန့်ထုတ်ပေးတာပါ။ဒါလေးကိုခေါင်းထဲမှာဆက်ဆွဲမြဲမြဲမှတ်ထားစီခြင်းပါတယ်။ကယ်ဒီယောဆက်ပြီးကြည့်ရအောင်နော်။ဗီတာမင် D ကိုဘယ်ကနေရရှိနိုင်တယ်ပေါ့နော်။အဲ့ဒါဆိုရင်တော့ဗီတာမင် D ကိုနီလန်းနဲ့တွဲနဲ့ရရှိရလို့မှတ်လို့ရပါတယ်။ပထမနီလန်းကတော့တော်တော်ကိုလေကူတဲ့နီလန်းမှာဗီတာမင် D ဆိုတဲ့ပစ္စည်းလေးဖြစ်ဖို့အတွက် အရေးပြားကိုနေထိခံလိုက်ရုံပါပဲဆိုလိုတာကတော့ဗီတာမင် D ဖြစ်လာဖို့အတွက်နေရှိနေရင်ကိုရပါတယ်နေကနေပြီးတော့ရတဲ့အလင်းကကျမတို့ခန္ဓာကိုယ်ကိုဓာတ်ရိုက်ထိတွေ့ပြီးတော့အသေးနဲ့ကြောက်ကက်ကနေအသုံးပြုလို့ရတဲ့ဗီတာမင် D ဖြစ်အောင်ပြောင်းလဲပေးလိုက်တာပါပဲပိုရှင်နေတဲ့ဗီတာမင် D တွေကိုတော့အစီအရေထဲမှာတူလောင်ထားပါတယ်လိလာချက်တွေအရမနက်7:00နာရီကနေညနေ4:00နာရီအထိမှရရှိတဲ့နေရောင်ကို 9မိနစ်ကနေမိနစ်30အထိထိတွေ့မှုရှိမယ်ဆိုရင်တော့မှပဲဗီတာမင် D လုံလောက်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီလိုရတဲ့ဗီတာမင် D ကို sunshine ဗီတာမင်လို့တင်စားခေါ်ပေါ်ကြပါတယ်။ဒုတိယနီလန်းကတော့အစာအသောက်အသီးရွက်ကနေပြီးတော့ရတဲ့နီလန်းမှာဒီမှာလည်းနှစ်မျိုးထပ်ခွဲကြပါသေးတယ်။ဗီတာမင် D2 ဗီတာမင် D3 ဆိုပြီးတော့ပါ။ဗီတာမင် D2 ကိုတော့အမှုကနေပြီးတော့အများဆုံးရရှိပါတယ်။ဗီတာမင် D3 ကတော့ငါမျိုးမျိုးတူနာစာရင်းနုနဲ့နုထွက်ပစ္စည်းအမျိုးမျိုး ကျက်ဥအနှစ်တွေ cheese အသားမှာဆိုရင်တော့အမဲသားဝတ်သားဥနီဒီအစိမ်းရောင်ရှိတဲ့အရွက်တွေကနေပြီးတော့ရရှိပါတယ်နော်ဒါဟာဆိုလို့ရှိရင်လည်းလွယ်ကူတဲ့နီလန်းလေးတစ်ခုပါပဲကျမတို့နေ့စဉ်စားနေတဲ့အစားအစာတွေထဲမှာတစ်ခုမဟုတ်တစ်ခုတော့ပါနေမှာပဲလို့တွေးနေအောင်ရပါတယ်နော်ဒါဆိုရင်ဗီတာမင် D ဆိုတာကပေါ့နော်ခန္ဓာကိုယ်အတွက်ဘလို့အကျိုးပြုတာပါလဲဗီတာမင် D ဆိုတာကအရိုးအဆစ်တန်မာဖို့အတွက်အားပေးပါတယ်ကိုယ်ခန္ဓာစနစ်မြင့်တင်ဖို့အတွက်လည်းအားပေးပါတယ် ကယ်စီယမ်ကိုဥကားနေမှာတဆင့်ဆောက်ယူမှုကိုလည်းအားပေးပါတယ်ရှင်။ဒါဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဗီတာမင် D ချို့တက်မယ်ဆိုလို့ရှိရင်ဘာတွေဖြစ်တယ်လဲပေါ့နော်။ဒီမိခုံကိုဖြည့်ဖို့အတွက်ဆိုလို့ရှိရင်တော့အသက်ရွယ်လိုက်လို့ပြောရပါလိမ့်မယ်။ကလေးငယ်တွေမှာဆိုရင်ဗီတာမင် D ထိုးတက်မယ်ဆိုရင်တော့အရိုးပြော့ယောဂဖြစ်တတ်ပါတယ်။အသက်ကြီးတဲ့သူတွေမှာဗီတာမင် D ထိုးတက်ခဲ့မယ်ဆိုရင်တော့အရိုးကျိုးလွယ်တာ၊ကိုယ်ခံအားနည်းတာ၊ခြေလက်မတည်ခြင်းပဲနဲ့နှုံချီတာ၊အထိုင်ထက်ခက်ခဲတာတွေအပြင်မှတ်ဉဏ်ချိုးယူတဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။ အခုဒီမှာပြောသွားတာလေးကိုသိချာမိကြမယ်ထင်ပါတယ်။အသက်အရွယ်အလယ်လက်တွေကိုမပြောထားပါဘူးနော်။ဘာလို့လဲဆိုတော့အသက်အရွယ်အလယ်လက်မှာကဗီတာမင်ဒီထိုးတဲ့ရယ်ဆိုတာကဖြစ်ခဲ့တဲ့ကိစ္စဖြစ်နေလို့ပါပဲ။ဆက်ပြီးတော့ဗီတာမင်ဒီထိုးတဲ့တာကဘယ်သူတွေမှာအဖြစ်များလဲဆိုတာပြပြပေးခြင်းပါတယ်။နေရောင်အထိတွေ့နေတဲ့သူတွေဒီကတော့အိမ်တွင်းအောင်းတဲ့သူတွေပေါ့နော်။ပြီးတော့ဒီ equator ရဲ့တောင်ထဲမြောက်ဝင်ရိုးစွန်းတွေမှာနေထိုင်နေတဲ့သူတွေပြောချင်တာကတော့နေကိုမမြင်ရတဲ့နိုင်ငံတွေလို့မှတ်ထားနိုင်ပါတယ်။အသက်ကြီးလွန်နေတဲ့သူတွေ၊ဘဝလွန်နေတဲ့သူတွေ အစားရှောင်တဲ့ကိုဝင်ဆောင်မိခင်တွေအသားရောင်ညိုတဲ့သူတွေအဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီလိလာချက်တွေအရာပေါ့နော်အသားရောင်ညိုတဲ့သူတွေမှာကနေရောင်ကနေပြီးတော့ရတဲ့ဗီတာမင် D ကိုစောက်ယူမှုအားနည်းတယ်လို့ဆိုပါတယ်ပြီးတော့ဒီတဲကြေကြောက်တဲ့ဓာတ်တွေတဲကြေယောဂါရှိတဲ့သူတွေအသေးယောဂါရှိတဲ့သူတွေကုလန်းကြောင့်ဖြစ်တော့ပြီးတော့ခွဲစေးကူတာမှုခံယူမှုတဲ့သူတွေပေါ့နော်ဒီလိုလူတွေမှာအဖြစ်များရဲ့လို့မှတ်ထားလို့ရပါတယ် အခုဆက်ပြီးတော့ဒီဗီတာမင် D နဲ့ဆေးဝါးတွေရဲ့ဆက်နွယ်နေပုံကိုပြပေးခြင်းပါတယ်။တချို့တချို့သောဆေးဝါးတွေကဗီတာမင် D ချို့တဲ့ကြောင့်ဖြစ်စေတတ်ပါတယ်။ဘလို့ဆေးဝါးတွေလဲဆိုလို့ရှိရင်တော့အတက်ကြဆေးတွေ၊နှလုံးဆေးဘလို့နှလုံးဆေးလဲဆိုလို့ရှိရင်တော့တကောင်ဆင်တို့ဒဲတီယာဆန်တို့ပေါ့နော်။ပြီးတော့ပိန်ဆေး။ပိန်ဆေးကကြတော့ olive step ပေါ့နော်။ပြီးတော့ဒီစီဆေးတွေ steroid ဆေးတွေဝမ်ပျော်ဆေးတွေဒါတွေကတော့အလွန်ကြုံတောက်မယ်ဆိုလို့ရှိရင်တော့ဗီတာမင် D ချို့တဲ့တာဖြစ်စေတတ်ပါတယ်။ခန္ဓာကိုယ်မှာဗီတာမင် D ချို့တဲ့မယ်ဆိုရင်ဘလို့သိနိုင်လဲဆိုတော့ပြပြပေးခြင်းပါတယ်။ ဒါဆိုရင်ဗီတာမင်ဒီချိုးတဲ့မယ်ဆိုလို့ရှိရင်ရောယောဂရမှာလားဒီတစ်ခါမှာတော့အဲ့ဒီမျိုးကနှစ်ခုလုံးကိုပြပြပေးသွားပါမယ်။ဘာလို့လဲဆိုတော့ပေါ့နော်ဒီခေတ်မှာအပြောများနေတဲ့ဒီရေပန်းစားတဲ့အကြောင်းအရာဖြစ်နေလို့ပါပဲ။ဗီတာမင်ဒီစစ်လိုက်တာနည်းနေလို့ဗီတာမင်ဒီအကောင်းစားလေးဝယ်တောက်ထားတာနှစ်နှစ်ချီနေပြီဒီလိုမျိုးတွေလည်းကြားဖို့ပါတယ်။ဒါဆိုလို့ရှိရင်ဗီတာမင်ဒီချိုးတဲ့မယ်ဆိုရင်ဘယ်လိုသိနိုင်လဲဆိုတာပြပြပေးပါမယ်။ ။သွေးစိတ်ကြည့်အောင်လည်းသိနိုင်ပါတယ်နော်။30နန်နိုမိုပါလီတာရှိပြီဆိုရင်တော့ချွတ်တဲ့ပြီလို့ပြောလို့ရပါတယ်။30ကနေပြီးတော့90ပေါ့နော်။နန်နိုမိုပါလီတာရှိတယ်ဆိုရင်နည်းတယ်လို့ပြောလို့ရပါတယ်။ချွတ်တဲ့ပြီလို့သွေးဖြူထွက်မယ်ဆိုရင်ဗာဆက်လုပ်ကြမလို့ပေါ့နော်။ပထမအဆုံးအနေနဲ့ယောဂလက္ခဏာကိုမေးမြန်းမယ်။ပြီးတော့ဒီချွတ်တဲ့နိုင်ကြီးများတဲ့သူတွေဟော်မုန်ထပ်ပြီးတော့စဉ်းစားရမယ်။ပြီးတော့ဒီနိုင်ငံတကာမှာပေါ့နော်ချွတ်တဲ့ပြီလို့တွေ့တာနဲ့အယိုးပွားခြင်းရှိမှရှိကိုဆက်ပြီးတော့စစ်ဆေးကြပါရစေ။ ချိုးတဲတဲ့သူတွေမှာဆိုရင်ဗီတာမင် D ပေးဖို့ပေးပါတယ်။ပြည့်တဲ့သမတ်ချက်လေးရှိပါတယ်။ဒါတော့အသက်ရွယ်လိုက်ပေါ့နော်။နုစုကလေးရွယ်မှာဆိုလို့ရှိရင်400 IU ပေးတယ်။အသက်6လကနေတနည်းဆိုလို့ရှိရင်တော့600 IU ပေးတယ်။အသက်18နှစ်ကနေပြီးတော့အသက်80အထိဆိုလို့ရှိရင်တော့600 IU ပါပဲ။ပြီးတော့ဒီအသက်80နဲ့အထက်မှာဆိုလို့ရှိရင်နော်800 IU ဆိုပြီးတော့ပေးလေးရှိပါတယ်။ဒါပေမဲ့ပေါ့နော်အဲ့ဒါတောက်မယ်ဆိုလို့ရှိရင်တော့တတ်မှတ်ချက်တဲ့ပုံမတောက်ရဘူးလို့တတ်မှတ်ထားပါတယ်။ ဒီနေရာမှာသတိထားမိမယ်ထင်ပါရဲ့နော်ချိုးတဲတဲ့သူတွေမှာကုသရမယ့်ဤလမ်းတွေကိုပြောနေတာပဲဖြစ်ပါတယ်ဗီတာမင် D နဲလို့တောက်ရမယ်လို့ပြောတာလုံးဝလုံးဝမဟုတ်ပါဘူးနော်ဗီတာမင် D နဲရင်ရောတောက်လို့မရဘူးလားဆိုတော့မေးစရာရှိပါတယ်တောက်ရှင်နေဆိုလို့ရှိရင်တောက်လို့ရပါတယ်တောက်မယ်ဆိုလို့ရှိရင်လည်းခုနကပြောခဲ့သလိုပဲနော်အသက်အရွယ်လိုက်ချိန်ပြီးတော့တောက်လို့ရပါတယ်အခုဒီနေရာမှာသတိထားရမှာကကြတော့ ကိုတောက်ရမယ်လို့ဒီဆုံးဖြတ်ချက်ချလာတဲ့အခါမှာဗီတာမင်ဒီပါဝင်မှုနှုန်းကိုတရားကြည့်ရမှာပေါ့နော်။တောက်ကိုတောက်ရမယ်လို့လုံးဝလုံးဝမဟုတ်ပါဘူးနော်။ဘာလို့လဲဆိုတော့ခုနကပြောခဲ့တဲ့ဗီတာမင်ဒီရနိုင်မယ့်နည်းလမ်းနှစ်ခုကိုသိခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ငွေတပြားတစ်ချက်မှကုန်ရမလို့ပဲနဲ့ဒီနည်းလမ်းကိုသိထားတာပဲဖြစ်ပါတယ်။အခုပေါ့နော်ဗီတာမင်ဒီနည်းတာကိုပဲပြောနေတော့ဒီတစ်ခါများတာလေးကိုပြပြပါမယ်။လိလာချက်တွေအရသွေထဲမှာပေါ့နော်ဗီတာမင်ဒီပမာဏက 125နန်နိုမိုးပါလီတာထက်များမယ်ဆိုရင်တော့အစိတ်အောက်ဖြစ်စေတယ်လို့ဆိုပါတယ်ဒီလိုမျိုးအစိတ်အောက်ဖြစ်ပြီဆိုလို့ရှိရင်တော့ဗီတာမင် D ကိုချက်ချင်းရက်ရပါမယ်အစိတ်အောက်ဖြစ်လိမ့်မယ်ဆိုလို့ရှိရင်တော့ဘာတွေဖြစ်တယ်လဲဆိုတော့ပြပြပေးခြင်းပါတယ်အစိတ်အောက်ဖြစ်မယ်ဆိုလို့ရှိရင်တော့ပြိုတာအန်နာတွေအစာအသောက်ပြတ်တာတွေဝမ်းချုပ်တာတွေခရောင်ကတန်းဖြစ်တာတွေနှလုံးခုန်နှောင်းနေမှုမမှန်တာတွေကြောက်ကြောက်တွေတာတွေကြောက်ကြက်ပြက်စီတာဒါတွေဖြစ်နိုင်ပါတယ်နော် အခုဒီလောက်ဆိုလို့ရှိရင်ဗီတာမင် D ဆိုတာက20တကောက်ဟုတ်မဟုတ်ဆိုတော့စဉ်းစားချင်းနေနိုင်ပြီလို့လည်းထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျမကြီးဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်မလို့ဆက်လက်ဆက်ဝင်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။